အလုံးမဲမင်္ဂလာပါရှင်။ဆရာဝေယံဖုန်ရဲ့လီနန်ရန်ဆိုတဲ့ဝတ်ထုလေးကိုဖတ်ပြနေရာဒီနေ့အပိုင်းခနစ်ကိုရောက်ပါပြီ။အခန်းခနစ်အစောအရွာထားသောမိုးကြောင့်ဆရာအမိုးရိမ်များအောင်မှဝင်းခိုခဲ့ကြသူများသည်မိုးဆဲသွားသည်နှင့် အတိပရိလမ်းမှာပေါ်ဥဒဟူပြန်တက်လာကြပြန်သည် မိုးရသည်ဇေယောင်းပွဲဤအဖွင့်နေဖြစ်တော်လဲအတိပတိလန်တလျှောက်ရှိအယောင်ဆိုင်များသည်စာငတ်သူတို့ဖြင့်ကြိတ်ကြိတ်တိုးလျက်ကြောင်းတော်ကြီးတဲ့စာအုပ်ရောင်းပွဲမလုပ်ဖြစ်ခဲ့သေးပင်ဘဏ္ဍနဲ့ရှိခဲ့ပြီလဲစာပေတိုင်းများတတိုင်းချင်းဖြစ်စေနှစ်တိုက်သုံးတိုက်ပေါင်းရဖြစ်စေခင်ကျင်းရောင်းချနေကြတော့မြင်ကွင်းကိုကြည့်ရင်သူလျှောက်လာနေခဲ့သည်အသည့်စာရေးဆရာများကို တွေ့သည် အတိထုတ်ဝေသူတချို့ကိုသူနှုတ်ဆက်သည်စာပေလောကအယောင်ခံရှေတွင်ဥမျိုးညွန့်နှင့်ဆရာမြတ်တန်းတို့စကားပြောနေကြတာမြင်တော့သူချိုးဝင်လိုက်သည်ရောက်မဆိုင်သူကလက်ထဲအားမဂဇင်းတစ်စောင်ကိုဆရာမြမြင်အောင်ပြလိုက်၏ဆရာဒီထဲမှာဆရာကိုစော်ထားတာတွေ့လားဆရာမြတ်တန်းတင်ကပလင်းဖင်လောင်နေနေထူထဲလာတော့ မျက်မှန်များနောက်မှမျက်လုံးများဖြင့် သူ့ပြသည်ကိုတစ်ချက်ကြည့်လိုက်ပြီးဖတ်ပြပါဗျာကိုအောင်သိနေတောင်ပြောပါသေးတယ်သူဟာကျွန်တော်ထက်တောင် မခံမရနိုင်ဖြစ်နေသေးတာဆရာများသည်သူ့တောက်နေကြဘင်စင်အင်းဟန်ဂျက်စီးကရက်ကိုခံမြင့်မြင့်အရင်ဖွာလိုက်သေးသည်ပြီးမှ ကျွန်တော်ကတော့ကိုအောင်သိန်းကိုပြန်ဖြောင်းပြနေရသေးတယ်။ခမ ्या ကိုတို့ဆရာကိုကျွန်တော်ကပြန်ဖြောင်းပြနေရတာဖြစ်ပုံဖြစ်ပုံကမ္ဘာစာပေကိုလူငယ်တွေဖတ်ဖို့လိုတယ်ဗျ။ခုစေအေးခေကြီးကပြေးသွားပြီ။ကျွန်တော်တို့ဟာ20ရာစုရဲ့နောက်ဆုံး10စုနှစ်ကိုရောက်နေကြပြီ။ကမ္ဘာကြီးကလင်းလင်းမြန်မြန်ပြောင်းနေပြီ။ဒါတွေကိုဒီကလူငယ်တွေဖတ်ကိုဖတ်ရမယ်။ဒါကြောင့်လဲကျွန်တော်စူးစမ်းဘာသာပြန်နေတာပေါ့။ ဟုတ်တယ်ဆရာဆရာနွယ်နေမှာထက်နေတဲ့တိုင်းကအဆေးတွေတကယ်ကောင်းပါတယ်ပြန်တဲ့နေကျွန်တော်လည်းတိုင်းပုံမှန်ဖတ်ပြတယ်ဆရာရတာတွေလည်းဆက်ပြန်ပါအောင်ပြန်ပါတယ်ကျွန်တော်အခုမဟေဒီမှာအခန်းဆက်ထက်နေရဲ့အချစ်မိုးကောင်းကင်ဆိုတာလေရတာမြောက်အောင်ရေးထားတဲ့မှတ်တမ်းဝတ္ထုပဲသူတို့စီမှာတော့ဒီစာရေးသားနေမျိုးကခေစားနေပြီ။ New Journalism လို့လည်းခေါ်တယ်။ Literary Journalism Creative Nonfiction စသဖြင့်လည်းခေါ်ကြတယ်။သတင်းနဲ့ရတာနဲ့ပေါင်းစပ်ရေးတာပေါ့ဗျာ။ဟုတ်တယ်ဆရာ။အဲ့ဒီ Beyond Life ထဲမှာ AIDS အကြောင်းရေးထားတာစိတ်ဝင်စားစရာတော်တော်ကောင်းတာပဲနော်။တကယ်ကိုဝိတုတပုတ်ဖတ်နေရတယ်လို့ပဲ။ဒီစာရေးဆရာဆရာပြန်တဲ့ဒုက္ခမျိုးတော်ကိုရေးတဲ့တယောက်ပဲမဟုတ်လား ဆရာများသည်စတိဂရက်ငွေများကိုမုတ်ထော်ရင်က ကောင်းငိမ်ပြသည်ဟုတ်တယ်ဒိုမင်းနဲ့လာပြရပဲကိုကျော်အောင်ပြန်တဲ့အိုဂျေယုစလင်းလဲသူပဲလေသူ့ရေဟာတကယ်ဖြစ်ပျက်ခဲ့တာတွေကိုဝိတုရေဟန်တပညာနဲ့ပေါက်ဆက်ရေးတာပဲအနည်းတွင်ရက်နေသည့်ဦးမျိုးညွန်ကဝင်ပြီးဘယ်နဲ့ဆရာလေးကိုမင်းဟန်လဲစားလေးပါလေးရေးဦးလေဗျာ ခမလက်ရှိပါတယ်ဗျဟိုတော့ကစံနာမာတော့ပါဘူးသေးရဲ့မဟုတ်လားဟူသူ့ကိုပြောသည်သူဟာပြုံးလိုက်ပြီဟာဟိုတော့ကပါဆရာရဲ့အဲ့ရုံးကလည်းကိုဝင်းဦးအတင်းရေးခိုင်းလို့ပါခုမျှတော့မရေးပြတာကြပါပြီရေးဖို့တော့နေတိုင်းစူးစမ်းနေပါတယ်ဆရာမရေးပြသေးတာတခုပါပဲရေးပြရင်တော့ဘသူကထုတ်ပေးမှာတော့ ဟာဟာပြောဖို့လိုသေးလို့လားကိုလူ ကျုပ်တယောက်လုံးရှိပါတယ်ဗျရေးပြအောင်သာရေးစမ်းပါဟုဥညုံညုံကသူ့ပခုံးကိုကိုင်းကအပေးတိုက်တော်သည်ထိုစဉ်သူ့အကြီးကစာပေလောကအခန်းနှင့်ကလျက်ဆိုင်ငန်းကောင်တာရှိတွင်ရပ်နေသည်လူစုစုတဲ့အမှတ်တမဲရောက်သွား၏ကြိုတင်ကြံစည်စဉ်းစားမှုမပါသော လျှက်တပြတ်ဆုံးဖြတ်တုတ်ပြန်မှုမျိုးဖြင့်သူသည်ဦးမျိုးညွန်နှင့်ဆရာများတို့ကိုခဏနော်ဟူ၍ပြောကားထိုနာသူလှင်မြန်စွာရောက်သွားလေသည်သူသည်စပွဲတွင်တင်ထားသောစာအုပ်များနှင့်ဟိုးအုပ်ကောက်ကိုင်းလိုက်ဒီအုပ်ကောက်ကိုင်းလိုက်လောက်ကလန်လောကျနေလိုက်သည်ထိုဆိုင်ခန့်တွင်လူဟာတိတ်ကြီးတော့မများလားအယောင်စီးရဲမှလေးသည် ဝယ်ယူထားသည့်စာအုပ်များကိုစီနှုံးကြည်ကလက်ကကနန်းပေါင်းဆက်ကိုလှင်မြန်စွာခလုံနေလျက်ရာဂိုင်းတော်တွင်၏ထိုနေရာတွင်7မိနစ်ခန့်ကြာသွားသည်ဟု သူထင်သည်စာအုပ်ဝယ်သူတို့အားရွေးပြီးသားစာအုပ်များကိုအယောင်စည်ရီမာလေးရှိချပေးလိုက်တမ်းအယောင်စည်ရီမာလေးထံမှခနာလေးဆောင်မှညီမလေးဆိုသောအတန်းများကို သူဆက်တိုက်ကြသည် ထုံတော်မရှိမနှောင်းပါပဲဟာဆရာလဲရောက်နေတာလားမင်္ဂလာပါဆရာသူဒီစာအုပ်ကိုလှမ်းလို့ခြင်းနေရမှာအတန်လာရသူဖြည်းဖြည်းချင်းမော့ကြည့်လိုက်သည်ရှွန်လေသည်အိမ်နေရင်ထဲနည်းနည်းလောက်သာတက်လွင်တောက်ပါမည်ဖြစ်သောမိကိုရောင်ဘလော့စ်အင်ဂျင်လေးနဲ့ဘီဘဲလုံးကြီးကလေးနဲ့ဖြစ်သည်ပခုံးမှာကချင်လွယ်အိတ်ကလေးလွယ်လို့ ။အော်အေးတမေမင်္ဂလာပါ။ဆရာရောက်တာ။အင်းတိတ်တော့မကြသေးပါဘူး။တမေဆရာဂုံတို့တန်းပထမနှစ်ကရှင်းလဲပါဆရာ။ဟိုကောင်းပါလေဟာသူ့ကိုမမမေမာ ဆိုဟန်ဖြင့်မိတ်ဆက်သည်။အေးအေးတိတယ်မှတ်မိတယ်တမေကိုတန်နိုင်သမျှအင်္ဂရိထင်းကဖြေးလိုက်သေးကြမှာကို့အတန်းကို တမျိုးဖြစ်နေသည်ဟုသူထင်လိုက်သေးသည် ထို့နောက်တစ်ချက်ပြုံးကသမီးတယောက်ထဲလားဝါဝါရောမပါဘူးလားဟူမေးလိုက်သည်မပါဘူးဆရာဆရာတပည့်အားစားဖို့သာဖော်ညရတာဒါမျိုးကြတိတ်ခေါ်လို့မရဘူးဟူရှင်လဲကရည်လျက်ဖြေသည်သူကတော့ပြုံးယုံသာပြုံးလိုက်ပြီးဘာမှဆက်မပြောတော့ပဲจิตလက်စာစာအုပ်ကိုပြန်လှန်နေလိုက်သည်ဆရာရောဘသူတွေနဲ့လာတာလဲဆရာမျိုးနဲ့လား ရှင်လဲဟာစာအုပ်ဘူပဇံလှမ်းပေးလိုက်ရင်ကမေးဤသူဟာစာအုပ်ထဲလက်ညှိုးညက်ကမပါဘူးကွာသူမနေ့ပိုင်းတော့လာမယ်ပြောတာပဲဌာနဟာတခြားဆရာတွေနဲ့လည်းခုထီတော့မတွေ့သေးဘူးဆရာဟာဆရာမြတ်တန်းတင်တို့နဲ့လာတာဟာဆရာမြတ်တန်းတင်ဟုတ်လားဘမလဲရင်ဆရာဟိုကောင်မလေးကအလော်ဝမ်းသာသွားဟန်ဖြင့်မေးလေသည် သူဟာစာပေလောက ပြာခန်းရှိပဲတစ်ချက်ကြည့်လိုက်ပြီးဥမျိုးညွတ်နဲ့စကားလက်ဆုံးကြနေစဲဆရာမြတန်တင်ကိုညွန်ပြကားဟိုမာလေးဟုပြောလိုက်သည်ဝမ်းသာလိုက်တာဆရာရဲ့ရှင်းလေကိုလေဆရာမြတန်တင်နဲ့မိတ်ဆက်ပေးပါလားဆရာရှင်းလေဟာကိုကြိုက်တဲ့စာရေးဆရာကြီးနဲ့တအားတည်ခြင်းမိတ်ဆွေဖြစ်ခြင်းလို့တွေ့တုံဆုံးနှုံးလေးမို့ပါအော်လာလေမိတ်ဆက်ပေးမှာပေါ့ ဟုပြောကာသူဟာဥဆောင်ခေါ်လာလိုက်သည်ရှင်လေသည်စာအုပ်ထုတ်ကိုလက်မဆွဲရင်သူနာမှာလိုက်လာသည်ဆရာမရောနာရောက်တော့သူဟာဆရာမရေဒါကျွန်တော် honest တန်ကအကြောင်းသူပါဆရာနဲ့မိတ်ဆက်ပေးပါဆိုလို့ဟုပြောလိုက်သည်ရှင်လေသည် မဆိုင်မကြွားပဲဆရာကြီးမမိနိုင်မဲရှင်လေပါ မီစီယာစာဖတ်ပရိသတ်ပါရှင်မြမစာရေးဆရာကြီးရဲ့မှာတော့ဆရာကတမီအလေးစားဆုံးတွေရဲ့မှာပါပါတယ်ဆရာများတန်းတင်းကပြောရင် thank you တမီတွေ့ရတာဝမ်းသာပါတယ်ဟုပြောသည်ထို့နောက်မှာတော့ရှင်လဲသည်ရေပတ်မဝင်အောင် သူဟာကြီးပြောတော်သည်စာသင်ခန်းထဲစကားသိမ့်မပြောတော့ကောင်းပါလေရအခုတော့တအားသွက်လဲလို့ဆရာများသည် သူ့နာမည်ကျော်လက်အားများကိုတခုမကျန်အာလုံးနေပါဖတ်ဖူးယုံမကအတော်များများအသေးစိတ်မှတ်မိက ပြန်ပြောပြနိုင်သောရှွန်လေကိုကြည်ရင်အာအာတင်ကပါဇက်အဟောင်းသားဖြစ်နေ၏တမိအသက်ဘလောက်ရှိပြီလဲဟုဆရာများကမေးလိုက်သည်20ပြည့်တော်မှာပါဆရာကြီး20တဲ့လားဒါဆိုမျက်ဝန်းအရွယ်ပေါ့ဘေးကနားထောင်နေသော ူစိတ်ထဲကတူတူပြောနေမိ၏၁၃နှစ်ဆိုသေဆုံး၁၅နှစ်ဆိုမြတ်မဲ၂၀ဆိုမြတ်ဝန်းဆိုတော့ရှင်လေသည်မြတ်ဝန်းအရွယ်ပေါ်ဒါကြောင့်လဲရှင်လေမြတ်ဝန်းများတမျက်နာလုံးမှာအလားပါဆုံးဖြစ်နေလေရောဒလားငငယ်လေးရှိသေးပေမဲ့စာဖတ်တော်တော်အကောင်းတာပဲဆက်ဖတ်ပါသမီး ။တမီးတို့လိုလူငယ်စာဖတ်ဝါသနာရှင်တွေတွေ့ရတာဆရာတအားအားရတယ်ဟုဆရာများကလေးလေးစားစားပြော၏။ဟိုလေတမီးဟာစားရေးဆရာမှာပါဖြစ်ချင်တာဟုရှင်လဲကမယော့မယဲပုံစံဖြင့်ဆက်ပြောသည်။မန္တာထူထူမျက်မှန်များနောက်မှဆရာများ၏မျက်လုံးများဝင်လည်သွား၏ဟာကောင်းတာပေါ့သမီးဒီလောက်စားဖက်နာတာ စာရေးရင်တော့တကယ်ဖြစ်မှာသေးကြတယ်။စာရေးစရာဖြစ်ချင်တယ်ဆိုရင်ရေးနေမှာတော့ဖြစ်မယ်နော်။ခုရောရေးပြရလား။ကြပြားလေးတွေဝတ္ထုတို့လေးတွေပဲရေးပြပါတယ်ဆရာ။ဒါပေမဲ့ဘဲမှာတော့မပို့ပြပါဘူး။ကိုယ့်လက်ကိုယုံကြည်မှုမရှိသေးတာနဲ့ဒီတိုင်းပဲ။ကောက်ပါတယ်ရေးပါ။ကိုကြိုက်ရာကိုတန်ရာကိုသာရေး။ စားရေးခြင်းနဲ့အသက်မွေးခြင်းနဲ့သူဟာစားအမြဲရေးနေဖို့လိုတယ်။ဆရာဆိုတနေ့ကိုလင်းကားဆံမျက်နှာမရရအောင်ရေးရပဲ။ခေါင်းနဲ့ပေါ်လာတာဒါရေး။ကိုဖတ်ထားမိတာလေးတွေပြန်ဝေးမြတဲ့အနေနဲ့လဲရေးခြင်းလဲရေး။နောက်ပြီးစားလဲအမြဲဖတ်နေရမယ်။စားရေးမဲ့သူဟာဝမ်းစာဖြည့်ဖို့လိုတာပဲ။ချင်းသိမြလို့ပေါ့။ဘိုက်ပြေပြေမပြေပြေပြေ သားကောင်ကိုမျောနေတတ်တဲ့ချင်းသိများလိုပဲစာရေးဆရာဟာလည်းဝန်စာပြည့်ပြီးရဲ့လို့ကို့ဟာကို မကျေနပ်နေရဘူးအမြဲဖြည့်စင်နေရမယ်နော်သမီးခေါင်းလေးကိုငုံပြီးပြောနေတော့ဆရာမအတန်းကနုနုညံ့ညံ့ရှင်လေကတယိုတသေးနားထောင်နေရင်ကတိလိုသေးများကိုမေးရင်စကားဆက်ကောင်းနေပြန်သည်စစ်နဲ့ငင်းချမ်းရေကိုဘာသာပြန်ပြီး အနာဂရနီနာကိုဘာလို့မပြန်တယ်လဲဟုမင်းနေတယ်လဲကြားလိုက်သည်သူကတော့ဥမျိုးညွန်းတို့နေရော တခြားထုတ်ဝေသူအချို့နဲ့ပါဒီဘက်မှာအဖွဲကြနေသည်ဆရာမောင်သွေးတဲ့ရောက်လာမှဆရာမြလည်းစကားစာပြက်သည်ဆရာသွေးကဆရာမြကိုလက်ဖက်ရည်ဆိုင်ဆိုလားဘယ်ဆိုင်ဆိုလားတော့ရအောင် ပြောနေတဲ့အကြာဤသူ့ကိုလည်းလိုက်ခဲ့ဖို့ခေါ်သည် တကယ်တော့သူလိုက်ချင်းသည်ဆရာမျှတို့နဲ့စကားမကောင်းရတာကြားပြီသို့တော့တခြားမှာချင်းထားတာရှိသေးသည် ဆိုကညင်လိုက်သည်ထို့နောက်ရာပြည့်စောင်းဆိုင်နဲ့သွားကစောက်တချို့ဝယ်လိုက်သည် သူအပြင်ပြန်ထွက်လာတော့ဘေးဘီအကြည့်ခုနကစောက်ထုတ်အပြင်နောက်ထပ်တထုတ်ကိုပါဆွဲလျက်မျက်နှာချင်းဆိုင်ဆိုင်ကမှာထွက်လာနေသောရှင်လေကိုတွေ့သည် ဆရာသမီးပြန်လိုက်ပါအောင်မယ်ရှင်လဲဟာသူ့ကိုမြင်တော့နှုတ်ဆက်သည်ဩဟုတ်လားဆရာလဲခုပဲပြန်တော့မလို့ပဲဟူသူဟာလဲချောလဲရောထိုင်လိုက်သည်ထုံတော်နှစ်ဦးသာကြိုတိုင်မြင်ထားပြီးသည် အလားအဓိပတိလမ်းမကြီးတိုင်းတက္ကသိုလ်ရိပ်သာလမ်းမဟုတ်ဘဲပြန်လျှောက်လာနေမိလျက်သာဖြစ်သွားကြ၏ နှစ်ဦးသားဘေးချင်းရှင်ရှောင်းနေင်းကသူရှွန်လဲကိုမတိမသားဆောင်းခဲ့ကြည်လိုက်ဤရှွန်လဲသည်အရငါးပေလီလက်မာလောက်ရှိနိုင်သည်ဟု သူခံမှန်းသည်တမိထုတ်တယ်လေးနေလားဆရာကူးကင်ပေးမယ်ဟာမဟုတ်တာမလုပ်ပါနဲ့ဆရာရဲ့တမိငရဲတွေ ကြီးနေပါအောင်မယ်နိုင်ပါရဲ့ဆရာရှွန်လဲပုံကပြပြတယ်လေထို့နောက်ဘာမှဆက်မပြောတော့ပဲ မနေမမြန်ဆက်လျှောက်လာနေကြသည် သူကတော့တပည့်ကိုဆရာစာအုပ်ကူးတယ်ပြရနဲ့ငရေကြည့်မယ်တဲ့လားဟုအတန်မထွက်ပဲပြောနေမိ၏ခနာကြာရှင်လဲကတိတ်ဆိတ်မှုကိုစဖြိုခွင်းသည်ဆရာဒီနေ့ဘောင်းမီနဲ့ဘွန်းနဲ့ရှင်နဲ့ဆိုတော့လူတွေဘာကြီးရောက်မှားတယ်သူကအတန်မထွက်ပဲရေးလိုက်ပြီးဟုတ်တယ် ဆရာကကြောင်းလာချိန်ပဲပစိုးဝတ်တာ ကျန်တဲ့အချိန်ဆိုဒီပုံစံနေရာများတာပဲဟုအလိုက်တဲ့ပြန်ပြော၏ကောင်းတာပဲဆရာရဲ့ပစိုးနဲ့ဖြစ်ဖြစ်ဘောင်းမီနဲ့ဖြစ်ဖြစ်ရှုံးလက်လိုဆရာတမျိုးစီကြည့်ကောင်းပါတယ်တက္ကသိုလ်မှာဆရာဖက်ရှင်ကြကြအဝတ်တဆုံးပဲရှုံးလက်လိုအတန်းထဲမှာတော့ဆရာကိုနာမည်မျိုးမျိုးပေးထားကြတာပဲပြောရင် ရှင်လဲအားနှခမ်းများကို အတင်းစေပိတ်ထားလျက်ရည်လေသည်သူဟာရှက်ကိုရှက်ကန်ဖြင့်ရှင်လဲဘက်ကိုခေါင်းငယ်လိုက်ပြီးဟုတ်လားလှုပ်ဆက်မအောင်ဘာနာမယ်ရဲတဲ့တော့ဟူရည်ရင်မလုံမလဲမေးသည်ဟာပြောတော့မပြောပြရစင်းနဲ့ဆရာရဲ့ဟိုကောင်နေဝါရိုက်လို့ရှင်လဲခေါင်းခွဲနေပါအောင်မယ်ပြိုင်တို့ရည်ကြဤအင်မဟုတ်ပါပြီ ဆရာတို့ចောင်းသားဘွားတို့ကလည်းဒီလိုပါပဲကိုဆရာတွေကို꿰ရမှာနာမည်ပြောင်းနဲ့ခေါ်ကြတာခုတော့ဝစ်လဲတာပေါ့ရှင်လဲကရည်လေသည်မန္တလေးဆောင်ရှင်းနာလောက်ရောက်တော့သူဟာတခုတည်းရသွားသည်ဒါနဲ့သမီးဟာရှင်းနှစ်တွေတုန်းကဘယ်ကမ်ပတ်မှာတက်တာလဲဘယ်ကနေပြောင်းလာတာလဲအော်ရှင်လဲဟာမန္တလေးကပြောင်းလာတာပါဆရာ ပထမနဲ့ဒုတိယနဲ့မန္တလေးမှာတက်ပြီးခုမှရန်ကုန်ကို ပြောင်းလျှောက်တာပါ။အော်သမီးရမန္တလေးသူကိုဘာဖြစ်လို့ဟိုမှာဂုံနုနန်းဆက်မတက်တလဲ။ရှုံးလန့်စားတဲ့ကရန်ကုန်မှာပဲ။အဖေရဝန်ထမ်းဆိုတော့ငယ်ငယ်ကလေးကဟိုမျိုးပြောင်းဒီမျိုးပြောင်းနဲ့ရန်ကုန်အိမ်ကတော့ကြီးတော်ရူမီတာစုနဲ့ထားခဲ့တာပေါ့နော်။တကြံပိတ်မှာဒီပြန်လာနေကြတာများတယ်။ နေမှာနေဘူးသမျှမလေးမှာတော့အကြဆုံးပေါ့ထ16เจ้ามาပဲ10တန်းအောင်နာခုမဖေဖေကရန်ကုန်ကိုရာရူတို့ transfer ပြန်ကြတော့ရွှန်လဲလဲအဲ့ဒါနဲ့ရန်ကုန်ပြန်ရောက်လာတာပေါ့အခုမှဇက်ရည်လဲတော့ဒီဘွယ်နေတဲ့ပင်နေတနေ့စီတုန်းကတစ်ပုတ်ပင်အောင်မှာမြင်ခဲ့တဲ့အကြောင်းကခေါင်းထဲမှာဖြတ်ခနဲ့တမိကိုဒီเจ้าထဲမှာဆရာတစ်ခါမြင်မှုတယ် ဘွဲ့ယူတဲ့နေ့တနေ့တုန်းကပဲရှင်လေသည်အတော်ကိုအံ့ဩသောဟန်ဖြင့်ဟင်ဟုတ်လားသမီးအမတဝန်ခွဲဘွဲ့ယူတော့ကလာတဲ့နေ့ကိုပြောတာနေမယ်တကြံမတိုင်မီကမဟုတ်လားသမီးတို့မိသားစုရန်ကုန်ပြန်ရောက်ခါစားသမီးလည်းကိုတက်ရမယ်ကြောင်းတော်ကြီးရောက်ဖို့အောင်ဆိုပြီးလိုက်လာတာအမကတမိုင်းမိကြလေအော် အဲ့နေတော့ကဆရာကျောင်းထဲမှာရှိနေတာလားသူကဘာမှပြန်မပြေပဲပြုံယုံပြုံနေသည်ရှိယုံတယ်ပဲကမလဲဟုပါ စိတ်ထဲကပြောသည်ခဏနေတော့ဒါနဲ့သမီးကဘာလို့အသက်20မှာမှဂုံလူတန်းပထမနှစ်ဖြစ်နေရတာလဲသူမေးလိုက်သည်ဟေးကျောင်းနေပိတ်ထားခဲ့သေးတယ်လေဆရာရဲ့ မိပထမနှစ်မှာပဲပြိလိုက်တာကိုဒါကြောင့်အသက်တွေကြီးကုန်တာပေါ့သမီးတို့တရားလုံးလဲ20ပတ်ဝန်းကျင်နေပါပဲဆရာကဘဲရောက်နေလို့ဒါတွေမသိရလဲဒါမှမဟုတ်အတိတ်မိသွားလားအေးကြော့ကြော့အိုးဟုတ်သားပဲဆရာဘာလို့အဲ့ဒါကိုမေ့နေပါလဲဆရာတို့တုန်းကလည်းနိုင်ပြီး78လောက်တွေပဲမှတ်နေတာဟုတ်ရှက်ကိုရှက်ကန်းဖြစ်ပြန်ပြောသည် ရှင်လည်းသည်ဆဲကြောတက်ကလေးနဲ့မချအောင်ငယ်ဟန်ပေါလွန်သည်လို့တော့မပြောပြပြခဲ့ချင်။ကြောင်ပေါဝါမဟုတ်ဦးရောက်လာကြ၏။သမီးဒီကနေပဲလေးပင်ငါသွားလိုက်တော့မယ်နော်ဆရာ။ဟုရှင်လည်းကပြောရင်ဂိတ်ဝါမှာအသင်ထိုးထားသည့်လေးပင်ဒီစီကိုစမ်းကြောင်းလိုက်မလားဟုမေးသည်။စံကြောင်ဘယ်နာလဲဟူဟိုကမေတော့မြင့်မိုလန်းဟူပြန်ပြောတန်းကြားလိုက်သည် သူကတော့တက္ကသိုလ်ရိပ်သားလမ်းကြီးကိုဖြတ်ကူးလိုက်ပြီးမျက်နှာချင်းဆိုင်မှာရပ်ထားသည့် Toyota Corolla ကားလေးစီလှန်လာခဲ့လိုက်သည်သူဟိုဘက်ကရောက်ချိန်တွင်ရှွန်းလဲတို့လေပင်ကားကို အမေတော်မမြင်ရတော့ထင်ထားသည့်တဲ့တည်ငိမ့်နေအင်္ဂရိယနေတော့သူကိုယ်သူအံ့ဩနေမိသည်အစကဆို စာတင်တိုင်းရှွန်းလဲကိုမကြည့်မိအောင် စကားမပြောမိအောင်တရိထားခဲ့ဤသူကိုယ်သူမယုံကြည်ခဲ့ခုတော့လဲမင်မောင်းကောင်းလာပါလားကားကိုချက်ချင်းမမောင်းသေးပဲဒရိုင်ဘာခုံပါပဲ5မိနစ်ခန့်ထားရင်ရင်တွေတခုန်ခုန်ဖြစ်ကတရာလမ်းမကြီးကို ငေးကြည့်နေသည်ရှင်လဲမရှိတော့ပြီတားလီကမာလေးလိုစကားတွေတတော်တော်ပြောနေခဲ့သောရှင်လဲဤ ချိုချီတန်သားသည်ရခိုထေလိုက်ပါနေစေဘေးခုံကိုကြည်တော့ဘသူမှမရှိသို့သောရှင်လေထိုင်နေသည်ဟုသူထင်၏ရှင်လေကိုညင်းနေစေရှင်လေအတန်ကိုသူကြားနေစေဟုတ်ကဲ့ပါရှင်ဒီပိုင်းလေးကိုဒီမှာပဲရန်နာပြရစေရှင်အပိုင်းရှင်မှာပြန်ဆုံပါမယ်ရှင် နားဆင်ပြီးခဲ့တဲ့တို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်